ရခိုင်တပ်တော်အေဟာရခိုင်ပြည်နယ်အတွင်းကအရွယ်ရောက်ပြီးသူတိုင်းအသက်18နှစ်နဲ့အထက်အမျိုးသားအမျိုးသမီးတွေအတွက်စမှုမထမ်းမနေရဆိုတဲ့အရေးပေါ်စနစ်ကိုပြဋ္ဌာန်းလိုက်ပါတယ်။လက်ရှိမှာဆိုရင်ရခိုင်ပြည်နယ်ကကြောက်တော်နဲ့မြောက်ဦးကအသက်ပြည့်မီတဲ့ပြည်သူတွေကိုစမှုထမ်းခေါ်ယူနေပြီဖြစ်ပြီးအေအေရဲ့စမှုထမ်းစနစ်ကိုစတင်ကျင့်သုံးနေပြီလို့လည်းသိရပါတယ်။ ဒါအပြင်အေအေရဲ့အရေးပေါ်စစ်မှုထမ်းဥပဒေဖြစ်တဲ့အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ကိုမကြမီအချိန်အတွင်းမှာရခိုင်ပြည်နယ်မြို့နယ်တိုင်းကလူငယ်လူရွယ်တွေကိုစစ်မှုထမ်းရန်ခေါ်ယူတော့မှာဖြစ်ပြီးစစ်မှုထမ်းဥပဒေကိုပြည်သူများထံသို့နိုင်ငံရေးအုပ်ချုပ်ရေးဌာနတို့ကနေရှင်းလင်းထုတ်ပြန်သွားမယ်လို့လည်းသိရပါဗျ။တချို့နယ်မြေတွေမှာတော့နိုင်ငံရေးမှူးဒေသအုပ်ချုပ်ရေးမှူးတို့ကကွင်းစင်းရှင်းပြနေပြီဖြစ်တယ်လို့အရေးပေါ်ကာလမပြီးမချင်း အများဆုံး24လအထိပေးအပ်တဲ့တာဝန်ကိုထမ်းဆောင်ရမယ်လို့လည်းသိရပါတယ်။စမှုထမ်းဆောင်ရမယ့်သူတွေဟာအမျိုးသားဆိုရင်အသက်18နှစ်ကနေအသက်45နှစ်အတွင်းဖြစ်ပြီးအမျိုးသမီးတွေဆိုရင်အသက်18နှစ်ကနေအသက်35နှစ်အတွင်းတာဝန်ထမ်းဆောင်ရမယ်လို့ဆိုပါတယ်။စမှုထမ်းဖို့အတွက်မဲနိုင်ခေါ်ယူခြင်းနည်းနဲ့အတောက်လိုက်ခေါ်ယူနေပြီဖြစ်တယ်လို့စမှုထမ်းခေါ်ယူရမှာလဲလျှော့ပေါခွင့်ယာယီရွှေဆိုင်ခွင့်ကင်းလွတ်ခွင့်ဆိုင်ရာပြဋ္ဌာန်းချက်တွေလည်းရှိပါတယ်။ လက်ရှိအေအေရဲ့စစ်မှုထမ်းစနစ်ကြောင့်တချို့လူငယ်တွေကတော့စိုးရင်ထိတ်လန့်မှုတွေရှိနေတယ်လို့ရခိုင်ပြည်လူမျိုးရေးအတွက်တိုက်ပွဲဝင်ရန်စိတ်ဝင်တစားလိုက်ပါကြတဲ့လူငယ်တွေလည်းအများအပြားတွေ့လာရပါတယ်။အေအေဟာရခိုင်ပြည်နယ်မှာစစ်ကောင်စီတပ်တခုတည်းကိုသာရင်ဆိုင်နေရခြင်းမဟုတ်ဘဲအာဆာ RSO စတဲ့ရိုဟင်ဂျာလက်နက်ကိုင်တွေကိုလည်းတိုက်ခိုက်နေရတယ်လို့ပြည်နယ်ပြင်ပစစ်မျက်နှာ၃ခုဖြစ်တဲ့ရခိုင်မကွေရခိုင်အေရီ ရခိုင်ပကိုးတိုင်းတို့မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ဒါကြောင့် တိမ့်ပိုက်ထားတဲ့မြို့တွေကိုကာကွယ်ဖို့ရန်နဲ့လက်နက်ကိုင်တွေရဲ့ရန်ကနေတွန်းလှန်နိုင်ရန်စစ်အင်အားလိုအပ်နေတာကြောင့်အေအေကအခုလိုစစ်သားစုဆောင်မှုတွေပြုလုပ်နေတာလို့လည်းဒေသခံတွေကပြောဆိုနေပါဗျ။ဒါအပြင်အေအေတာဝန်ရှိသူတွေကလည်းတင်ထားတဲ့မျိုးတွေကိုကာကွယ်ဖို့ရန်နဲ့တိုက်ပွဲတွေမှာပါဝင်တိုက်ခိုက်ဖို့အတွက်စမှုထမ်းဖို့အတွက်အခုလိုခေါ်ယူနေရတာလို့ရခိုင်ပြည်သူတွေကပြောပါဗျ။အေဟာရခိုင်ပြည်နယ်အတွင်းကအတန်းတွဲရန်ပြဲပူးတီတောင်ရသေးတောင်ပုံနှကျွန်းကြောက်တော်မင်းပြမြောက်ဦးမြေပုံ ပေါတော်မောင်တော်အန်တောင်ကုတ်ကွနဲ့ချင်းပြည်နယ်ဘလဝမြို့နယ်စတဲ့14မြို့နယ်ကိုတင်ပိုက်ထားပြီးစစ်တွေကြောက်ဖြူနဲ့မန်အောင်တို့ပဲတင်ပိုက်ဖို့ကြံတော်တာပါအဲ့ဒီ၃မြို့နယ်မှာဆိုရင်လဲစစ်တွေနဲ့ကြောက်ဖြူတို့မှာဆိုရင်တိုက်ပွဲတွေဖြစ်ပွားနေပြီဖြစ်တယ်လို့တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးတာကတော့မန်အောင်မြို့တစ်ခုတည်းတာကြံတော်တာပဲဖြစ်ပါတယ်